အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲ့တော့ဒါဒီနေ့ရဲ့ပွဲကြိုသုံးသက်ချက်ရဲ့အစောဆုံးပွဲစဉ်ကတော့ဒါကျွန်တော်မြန်မာစံတော်ကြီး၈နိုင်ခွမှာနှစ်ပွဲရှိပါတယ်နှစ်ပွဲလုံးကတော့လက်ရှိမှာဒါကျွန်တော်တို့ ဒါကျွန်တော်တို့တစ်ချိန်တည်းမှာကျင်းပမဲ့ပွဲစဉ်တွေပေါ့နော်အဲကျွန်တော်တို့ Arsenal ရဲ့ပွဲကျူသုံးသက်ချက်လေးကိုအရင်လုပ်ပြီးမဲ့ပြီးရင်တော့ဒါကျွန်တော်တို့ Manchester City အသင်းရဲ့ဒါကျွန်တော်ပွဲကျူသုံးသက်ချက်ကိုတော့ဒါကျွန်တော်တို့နောက်ဒါမြန်မာစံတော်ချိန်ဒါကျွန်တော်နှစ်နာရီတို့မှာကျွန်တော်လုပ်ပြီးမဲ့ပေါ့နော်အဲ့တော့တိတ်တော့မကွာပါဘူးအဲ့တော့ Arsenal အသင်းအနေနဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါသူတို့အနေနဲ့ဒါအမှတ်ဖြတ်ဖို့အတွက်အခွင့်အရေးဖြစ်တယ်ဒါကျွန်တော်ရှေ့ပွဲမှာ Liverpool သင်းရှုံးနိုင်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီနေ့ပွဲသက်မှာ Liverpool သင်းကဟုတ် Arsenal အသင်းသာနိုင်ရခဲ့မယ်ဆိုရင်တော့ခုနှစ်မှတ်တိတိ Liverpool ကိုဒါကျွန်တော်တို့ အဲဖြတ်နိုင်မှာဖြစ်တယ်ဒါပြကျွန်တော်လက်ရှိမှာအာဆိုသိနေတာတဖြည်းဖြည်းနဲ့ဘောကအောက်ကသင်တွေကိုအမှတ်ဖြတ်လာနိုင်ခဲ့ပြီးတော့တည်ငြိမ်နိုင်မယ်ဆိုရင်တော့ဒီနေ့ရဲ့ပရီးမီးယားလိဂ်ကသူတို့ရဲ့လက်ထဲမှာရှိမယ်ဆိုတာကိုဆက်လက်ပြသဖို့တဲ့အခွင့်ကောင်းတွေအများကြီးရှိမယ်ပုံစံဖြစ်တယ်အဲလက်ရှိမှာဒါဒီနေ့ပွဲစဉ်မှာတည်တလောက်ကိုပြောရမယ်ဆိုရင်တော့အာဆိုသင်ကတော့သူတို့ရဲ့ခံစစ်ကစားမှာဖြစ်တဲ့ Gabriel ကဒဏ်ရာကြောင့်မလို့ဒါကျွန်တော်တို့လာမယ့်အပတ်လောက်မှာပဲပြန်ပါလာဖို့အတွက်များတယ်ဆိုပြီးဖတ်မိရတဲ့မှာပါတယ်ပြီးရင်လက်ရှိမှာဒါကျွန်တော်မာတင်ဝင်ကဆက်လက်ပြီးလွှတ်ချုံမယ် Gabriel Jesus ဆက်လက်ပြီးလွှတ်ချုံမယ်ကိုင်ဟာဗက်ဆက်လက်ပြီးလွှတ်ချုံမယ်မာတဝီကြီးလွှတ်ချုံအဲ့တော့ဗဒနာလက်ရှိမှာ အာဆိုတဲ့နဲ့နေနေပွဲမှာဂေဘရီယိုဒန်ရသွားခဲ့တာကအသင်းအတွက်ဘယ်လောက်ထိဒါကျွန်တော်တို့ထိခိုက်နှိမ့်နာမှုရှိမလဲမရှိဘူးဆိုတော့ကျွန်တော်နဲ့အတူတူခင်ဗျားတို့စောင့်ကြည့်ရမယ်လို့ပဲပြောပြရစီဒီနေ့မှာကျွန်တော်ရဲ့ personal တဦးတယောက်ထဲအမြင်ရပြောရမယ်ဆိုရင်တော့ကျွန်တော်ဒါဟိုမော်စကာရာဒါဝင်ဆော့ရင်တော့ဆလီဘာတဲ့ဒါကျွန်တော်တွဲဆော့ရင်တော့ဒါပြဿနာသိမ့်မရှိလောက်ဘူးလို့မြင်တယ်ပြီးလက်ရှိမှာဒါဒီနေ့ပွဲစဉ်မှာဆိုကျွန်တော်အနေနဲ့မော်စကာရာဆိုတာဟင်ကာပစ်ကိုလည်း show case လုပ်ဖို့အတွက်အကောင်းဆုံးသောပွဲစဉ်တစ်ပွဲဖြစ်လာနိုင်မယ်လို့မြင်တယ်ဒါမှမဟုတ်လက်ရှိမှာဒါအာဒီဒါနေနေပွဲစဉ်မှာ risk တော့အရင်ယူမယ်တော့မတည်ဘူးဟင်ကာပစ်နေနေခုလက်ရှိမှာ premier league ပွဲတွေမှာလုံးဝ မဆော့ရသေးတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါကြောင့်ဒီနေ့ပေါ်မှာမော်စကာရာကိုပဲလက်ရှိမှာဆက်လက်ပြီးတော့ပွဲထွက်လာမယ်လို့မြင်တယ်။လက်ရှိမှာဒါကျွန်တော်တို့ Crystal Palace အသင်းကရာသီအစမှာတော်တော်လေးကိုခြေတက်ခဲ့ပေမယ့်အခုလက်ရှိနောက်ပိုင်းပွဲစဉ်တွေမှာဒါနိုင်ပွဲတွေပျောက်ဆုံးနေကြတာတွေ့ရမယ်။ Crystal Palace နဲ့ဒါကျွန်တော် Dynamo Kiev ရဲ့ပွဲစဉ်မှာနိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလက်ရှိမှာတောက်လျှောက်ရှုံးပွဲတွေနဲ့အတူတရေပွဲတွေကိုလည်းရင်ဆိုင်နေရတာတွေ့ရမယ်ဒီမှာပါတယ်။ Everton အသင်းကိုသူတို့အနေနဲ့ဒါရှုံးပွဲတွေ့ဆုံခဲ့တယ်။ဒါပေမဲ့ကျွန်တော်တို့ Crystal Palace ကိုဒါကျွန်တော်တို့ away goal မှာ3 goal 3 goal ဆို Crystal Palace ဘုံမောက်အသင်းကိုဒါကျွန်တော်တို့ away goal မှာ3 3ခု3ခုဆိုတဲ့ရကလည်းနေတာတည်ကြခဲ့တယ်။ပြီးတော့သူတို့ရဲ့အိမ်ငွေ့ကြီးမှာ AEK လနကာကိုရှုံနှင်းခဲ့တဲ့ရလက်တစ်ခုကိုစတင်ပြီးတော့တွေ့ရမယ့်အနေအထားမှာရှိပါတယ်။အဲ့တော့မြည်သောပင်စူစီကမို့ဒီနေ့ပွဲစဉ်ကတော့ကျွန်တော်လက်ရှိ Arsenal အသင်းအတွက်တကယ်ကိုတော့ကျွန်တော်တော်တော်လေးကိုအရေးပါမဲ့ပွဲစဉ်လို့ပြောလို့ရတယ်။ကျွန်တော်တင်းနေလက်ရှိမှာအမှတ်ရော့နေတဲ့အချိန်မှာ Arsenal တင်းနေဒါကိုအခွင့်ကောင်းယူပြီးတော့လုံးဝအမှတ်ဖြတ်ဖို့အတွက်တကယ်ကိုအရေးကြီးမဲ့ပွဲစဉ်တပွဲလို့လည်းကျွန်တော်ရဲ့ပုံကိုယ်ရေးတဦးတယောက်တဲ့အမြင်မှာကျွန်တော်တို့မြင်မိရတယ်မှာပါ။အဲ့တော့လက်ရှိမှာ Arsenal တင်းကခက်ခဲပါပါတယ်ဆိုတဲ့အပူနိုင်တွေကိုဂိုးပြတ်လုတ်ခဲ့ပြီးတော့ခါရ ိုင်းသူတို့ကိုအမြဲတမ်းဒုက္ခပေးနေတဲ့အသင်းတွေကိုအမြဲတမ်းဒါကျွန်တော်လက်ရှိမှာဆက်လက်ပြီးတော့ဒုက္ခပြန်ပြီးတော့သူကပေးခဲ့တာကိုတွေ့ရမယ်။ဥပမာပြောရကျွန်တော်လက်ရှိမှာဖူဟန်အိမ်ခွင်းမှာဒါကျွန်တော်မန်ချော့အာစနိုတင်ဒါကျွန်တော်မနိုင်တာနှစ်နှစ်ရှိပြီ။ဒါပေမဲ့လက်ရှိဒါကျွန်တော်ပူပူလောလောဖူဟန်ရဲ့အိမ်ခွင်းမှာဒါအာစနိုတင်က1-0ဆိုတဲ့ရလနိုင်သွားခဲ့တယ်။ပြီးဝက်ဆမ်မတင်ကိုလည်း2-0နိုင်တယ်။ပြီးရင်တော့ဒါကျွန်တော်ညူကာဆယ်ယူနိုက်တက်ကိုတူအဲ့တော့ ဒီရပိုင်းတို့မှာအာစနယ်အသင်းကသူတို့ကိုဒါဆိုအများနဲ့ဒုက္ခပေးနေတဲ့အသင်းတွေကိုတော့သူတို့ကပြန်ပြီးတော့ဒုက္ခပေးနေတာကိုတွေ့ရမယ်။အက်တလက်တီကိုမက်ဒရစ်ကိုလည်းလေးဂိုးပြတ်နိုင်ခဲ့ပြီးတော့အာစနယ်အသင်းကစတိတ်မန့်တစ်ခုလုတ်ပြခဲ့တာကိုတွေ့ရမယ်။သူတို့နေတာကျွန်တော်လက်ရှိနောက်ဆုံးပြိုင်ပွဲဆုံး၅ဘုံမှာအာစနယ်အသင်းကပေးဂိုးတစ်ခုပဲရှိပြီးခံစစ်ပိုင်းကတကယ်ကို impactable ဖြစ်ပြီးတော့လက်ရှိဥရောပလီဂ်တွေထဲမှာအာစနယ်အသင်းရဲ့ခံစစ်ကအကောင်းဆုံးဖြစ်နေတာကိုတော့ဆက်လက်ပြီးတော့တွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့တော့အာစနယ်အသင်းနဲ့ဒီနေ့ပွဲစဉ်ကိုဘယ်လိုမျိုး approach လုပ်လာမလဲတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်။အဲ့တော့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာတော့ကျွန်တော်ခြေစွမ်းပြနေတဲ့ ကစားသမားအစုအဖွဲ့ကိုပဲဒီနေ့ပေါ်မှာပြန်သုံးလာပြီးတော့ဒီနေ့ပေါ်မှာကျွန်တော်မြင်ကြည့်တာကိုပြောရမယ်ဆိုတော့အာတီတာနေတဲ့ Oliver Glaster ကိုတိုက်စစ်ဖွင့်ပြီးတော့ဆော့လာမှုတွေရာဂိုင်တော့မြရတယ်။ဒါကြောင့်ဒီနေ့ပေါ်မှာ full back အတွဲကိုတော့ဒီနေ့ပေါ်မှာကျွန်တော်အမြင်မှာဆိုတော့ Julian Timber နဲ့ Kala Fury ရဲ့အတွဲကိုတွဲပြီးတော့သုံးလာမယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်။ဒါပေမဲ့ဒီနေ့ပေါ်မှာတကယ်ကိုခင်ဗျားတို့ထင်ထားတဲ့ပို့ပြီးကြည့်လို့ကောင်းမယ့်အရာတစ်ခုရှိအဲ့ဒါကဘာလဲဆိုတော့ Queen နဲ့ပဲရင်တိုက်ပွဲလက်ရှိမှာ Adam Morton ဥဆောင်ပြီးတော့ Kamada နဲ့ဒါ Pino တို့ရဲ့ဒါတွဲလုံးတွေကိုမှလက်ရှိမှာဒါကျွန်တော်တို့အသင်းဟောင်းကိုပြန်လဲရင်ဆိုင်မဲ့ easy နဲ့ Declan Rice Zubiman D တို့ရဲ့ဒါတွဲလုံးတွေကိုပြန်ပြီးတွေးရမယ်တကယ်တည်းပြန်ကြည့်မယ်ဆိုရင်လက်ရှိမှာ Easy နေနဲ့သူ့ရဲ့အသင်းဟောင်းကိုသူဘလို့မျိုးဒုက္ခပြန်ပေးလာနိုင်မလို့တွေးရမယ်ဒီမှာပါတယ် Easy ကပြောကြမှာလို့ဘာလို့လက်ရှိမှာဒါဒီနောက်ပိုင်းပွဲစဉ်မှာတကယ်ကိုခြေတက်နေပြီးတော့အသင်းရဲ့ကွင်းလမ်းဘက်မှာ Martin Odegaard မရှိပေမဲ့ Martin Odegaard မရှိတာကိုမရှိကြောင်းဒါမသိတောင်လှုပ်ပေးနေတဲ့ကစားသမားက Easy လို့ပဲပြောလို့ရမယ်ဒီမှာပါတယ်ဒါပေမဲ့ Arsenal အသင်းရဲ့ခုလက်ရှိနောက်ပိုင်းပွဲစဉ်မှာတော်တော်လေးကိုခြေယူစရာကောင်းတာလက်ရှိမှာ Arteta နေတဲ့ left wing ရဲ့ problem ကို problem တစ်ခုမှနေနဲ့မမြင်မဲနဲ့ ရှိနေတဲ့ကစားသမိုင်းနဲ့ရှိအောင်ဖြစ်အောင်လုပ်ပြနေတာကိုတွေ့ရမယ်။ Trossard နဲ့ Martinelli နဲ့ကောရှိရင်ရှိလို့လုံးဝလုံးလို့ဖြစ်နေတာကိုကျွန်တော်လက်ရှိမှာ Arsenal အသင်းစီကနေပြီး100% work rate ပုံစံမျိုးတွေတွေ့နေရတဲ့မှာပါတယ်။ ကိုက်စစ်ဘိုင်းမှာလက်ရှိမှာယူဂရက်စ်ယူဂရက်စ်ကလက်ရှိမှာအာတီတာအနေနဲ့ဒါအက်သလက်တီကိုမက်ထရစ်မှာနှစ်ဂိုးသွင်းခဲ့ပြီးရနောက်ပိုင်းမှာဒါဟာအာစနယ်အဆပဲရှိသေးတယ်ဆိုပြီးယူဂရက်စ်ကိုချီကျူးခဲ့တာကိုလည်းတွေ့ရမယ်တဲ့မှာပါအဲ့တော့ယူဂရက်စ်အနေနဲ့ကျွန်တော်လက်ရှိဒါပရီးမီးယားလိဂ်ကမှာလည်းဒဂိုးတွေသွင်းထားခဲ့ပြီးဆိုချန်ပီယံလိမှာလည်းဂိုးတွေသွင်းထားခဲ့တဲ့ကစားသမားတစ်ယောက်အနေနဲ့ဘလောက်ထိအသင်းမှာ impact ရှိမလဲဆိုတာကိုဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးပြသမယ်ယူဂရက်စ်အနေနဲ့ဒါကျွန်တော်တချို့ကျအက်သလက်တီကိုမက်ထရစ်နဲ့ပွဲစဉ်မှာဒါဟာအသမာတက်ပေမှာကွာ ဲ့ဒီတက်ပင်ဖြစ်ဖို့အတွက်လက်ရှိမှာဒါ right time မှာ right person ရှိနေဖို့လိုတယ်ဘွားမှာဗျာမနက်တော့အခုလက်ရှိဒါဒီခစ်ကဒါတိုက်တကယ်ခြားလိုက်နေတာနစ္စတာရန်ကိုကြည့်မယ်ဆိုရင်နှစ်ပြားမတန်များပြောမလားဒါကျွန်တော်တို့ကျွန်တော်တို့ခစ်ကဒါကျွန်တော် inzaghi ကိုကြည့်မယ်ဆိုရင်နှစ်ပြားမတန်များပြောမလားတော့မသိဘူးဗောနော်အဲ့တော့ဒီကစားသမားကြီးဆိုတော့ကျွန်တော် right time right place မှာရှိနေတာဒါကျွန်တော်အရေးချင်းတစ်ခုလို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်မြင်တယ်ဘာကြောင့်လဲဒီရေးချင်းကဘယ်လောက်ထိရေးပါဆိုတော့ကျွန်တော်ဘောလုံးမွေးကြည့်ရလို့ဘူးသိပါတယ်ဒါကျွန်တော်အရင်တော့ကဒါကျွန်တော်ဒီလိုကစားသမားတွေကိုဒါ premier league ကဒါ showcase ခဏခဏလုပ်ခဲ့တယ်ဒီနောက်ပိုင်းပွဲစဉ်တွေမှာဒီလိုကစားသမားတွေအသစ်မှာလူအပ်တယ်လို့မြင်တယ်ဒါပေမဲ့က ကာယိုဂရက်စ်ကတက်ပင်မာချက်နေမှုကာယိုဂရက်စ်ရဲ့လက်ရှိတာပလီးတွေကိုသိချာကြည့်မှသူရဲ့စန်တာဖောဘလီးတွေကတော်တော်လေးကိုချီချူးစရာကောင်းတယ်လို့မြင်တယ်။ဒါကြောင့်မို့လို့ရှိမှစာကာနဲ့ယူဂရက်ရှိလာပြီးရနောက်ပိုင်းမှာတော်တော်ပို့ပြီးတော့ဝေါ်ဂရိတ်များလာခဲ့ပြီးတော့စာကာရဲ့ဒါကျွန်တော်ပို့ပြီးတော့ခြေစွမ်းနေရယူဂရက်စ်နဲ့တွဲပြီးပို့ထွက်လာခဲ့တဲ့အတွက်မဒီနေရာမှာဒါကျွန်တော်ဂျူရီယန်တင်မောက်ကိုလည်းလက်ရှိမှာမဖြစ်မနေချီချူးရမယ်။ဒီနှစ်မှာတော့ right back နေရာမှာ Julian Timma Premier League မှာအကောင်းဆုံးကစားသမားတစ်ယောက်လို့မဖြစ်မနေအကောင်းဆုံးဝိုင်းပြီးချီးကျူးတယ် World deserve ဖြစ်တယ်လို့ပဲပြောလို့ရအဲ့တော့ဒီနေ့မှာဒါ Crystal Palace ကကြောင်းဒီနောက်ပိုင်းပွဲစဉ်မှာ goal တွေတောက်လျှောက်ပေးနေရခန်းတိုင်းခါတိုင်းကောင်းပါတယ်ဆိုတော့ cancel ကြီးကလက်ရှိနောက်ဆုံးပြိုင်ပွဲဆိုအားပွဲမှာဒါကြောင့် sorry နောက်ဆုံးပြိုင်ပွဲဆိုရှုံးသားတဲ့ဘုနှစ်ပွဲကဒါကျွန်တော်တေးကြတာတဲ့ပွဲစဉ်၃ပွဲမှာ6 goal တိတိပေးခဲ့ရပြီးတပွဲကိုပြန်မြ2 goal တိတိလက်ရှိမှာဒါကျွန်တော်တို့ ပန်လစ်ကပြထားခဲ့ပြီပိုဆိုရလက်ရှိမှာဒါကအာစနယ်အင်ဝင်အမေရိကပါအမေရိကလက်ရှိမှာဒါကြောင့်အာစနယ်သင်းကအင်ဝင်လက်ရှိစွဲရင်မှာတကယ်ကိုအကောင်းဆုံးစွဲရင်တစ်ခုဖြစ်နေပြီးတော့အာစနယ်သင်းဒီနှစ်မှာဒါကြောင့်သရေပွဲဆိုတဲ့ရလဒ်ကိုလည်းမရှိသေးတဲ့ပြင်အင်ဝင်မှာဒါကျွန်တော်ရှုံးနေရလဒ်လည်းမရှိသေးဘူးအင်ဝင်က100% win record ကိုအာစနယ်သင်းယူထားခဲ့ပြီးလက်ရှိမှာပရီးမီးယားလိမှာအဆင့်တက်မှာဦးဆောင်နေတယ်အဲ့တော့ဒီနှစ်ပေါ်မှာဘာတွေကြည့်ရမလဲအဓိကတော့ရှင်းပါနေဒါကျွန်တော်အာစနယ်သင်းနေနဲ့အလွန်ကျွံရှစ်တက်ခြင်းကိုနည်းနည်းလေးရှင်းအောင်မယ်ဒီမှာပါတယ်ဒါကိုအာတီတာကောင်းကောင်းကြီးနားလည်မယ်လို့ကျွန်တော်နည်းမြင်ဒါကြောင့်မို့လက်ရှိမှာဒီနှစ်ပေါ်မှာဇူဘီမန်ဒီကအာစနယ် သင်တော့တော်တော်လေးကိုရေးပါမယ်လို့မြင်တယ်။ဇူမန်တီးရဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်တို့ roll back ကောပေါ့နော်။နောက်တန်းကိုလာပြန်ပြီးတော့ track လုပ်တဲ့အချိန်မှာတဖက်ရတာ Ismaili Sa နဲ့ Matita တို့ရဲ့တွဲလုံးတွေကိုသူကိုယ်တိုင်အဓိက stop လုပ်အောင်မယ်လို့မြင်တယ်။ Saliba ကဒီညမှာ Ismaili Sa ကိုအဓိက stop လုပ်မယ်လို့မြင်ပြီး Moscara ကတော့ Matita ကိုအဓိက stop လုပ်မယ်လို့မြင်တဲ့နေရာမှာပါတယ်။ဒါပေမဲ့ဒီကျွန်တော် counter transition တွေမှာအဓိကအရေးကြီးတာက Water နဲ့ Zubimendi တို့ရဲ့တွေ့လုံးတော့ ထိတ်တိုက်တွေးဆမှုတွေကအင်ပါတန်မတော်တော်လေးကိုကြည်ကောင်းမယ်လို့ကျွန်တော်ရဲ့ပုံကူရေးရမှာကျွန်တော်မြင်တယ်ဒီနေ့ပွဲစဉ်ကထင်ထားတယ်အများကြီးကြည်ကောင်းမှာပြီးတော့ဒါဒီနေ့ပွဲစဉ်မှာလက်ရှိမှာချီကျူးရမှာဂိုးသမား2ယောက်ဟန်ဒါဆန်ကရိုင်ယာက2ယောက်လုံးကလက်ရှိမှာတော်တော်လေးကိုဂိုးသမားရချီကျူးရမယ်ဒါကျွန်တော် stance ရှိတဲ့ဂိုးသမားဖြစ်တယ်ဒါပေမဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ချေလေနောက်အကုန်လုံးကအားပြိုင်မဲ့ပွဲစဉ်မှာဒီနေ့ပွဲစဉ်မှာ Arsenal တင်းက on paper မှာ on form ရကောတားတဲ့ဇာအသင်းတစ်သင်းဖြစ်ပေမဲ့တစ်ဖက်က Crystal Palace ကိုလုံးဝဒါကျွန်တော် short တော်လို့မြ Oliver Glasner ကလက်ရှိမှာအသင်းကြီးတွေကိုပဲရွေးပြီးအမြင့်တဲ့ဒုက္ခပေးနေတဲ့အချင်းရှိ တော့ဒီနေ့ပွဲစဉ်မှာတစ်ချက်တော့ကြည့်ရမယ်ဒါပေမဲ့အာစတိုသင်္ကတာပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့အာစတိုသင်္ကတာ Crystal Palace နဲ့ head to head ဒီမှာဆိုရင်တော့ Crystal Palace ကိုအမြဲတမ်းလူလူဒုက္ခပေးနိုင်ခဲ့တာတွေ့ရမယ်နောက်ဆုံးပြိုင်ပွဲစဉ်ငောင်းမှာအာစတိုသင်္ကတာ Crystal Palace ကို၄ချိန်တိတိနိုင်ပြီးတစ်ချိန်သာတည်ကြခဲ့တာကိုတွေ့ရမယ်သူတို့ရဲ့အိမ်ကမှတည်ကြခဲ့ပေါ့အဲ့ Crystal Palace ကအာစတိုကိုအမြဲတမ်းလူလူဒါကျွန်တော်တို့ဘလောက်ပဲသူများအသင်းတွေကိုနိုင်နိုင်အာစတိုတွေ့ပြီဆိုရင် Crystal Palace ကတော့အမြဲတမ်းငယ်ရှုံးကြီးကိုဖြစ်လို့နေတဲ့နေရာမှာပါတယ်အာစတိုသင်္ကတာ Crystal Palace ကိုအမြဲတမ်းလူလူဒုက္ခပေးနိုင်ခဲ့ပြီ Crystal Palace နောက်ဆုံးအာစတိုသင်္ကတာကို9တော့က2022ခုနှစ်က တို့ရဲ့အိမ်ကမ390နဲ့နိုင်ခဲ့တဲ့ပွဲစဉ်နောက်ပိုင်းကလွဲရင်အာဆုံသင်းကကြီးပဲ Crystal Palace ကိုဂိုးပြတ်ကြီးပဲနိုင်နေတာကိုတွေ့ရမယ်5 z 4 1 5 1အဲ့လိုပုံစံမျိုးတွေတော့ရှောက်တွေ့ရမယ်တဲ့မှာပါတယ် Oliver Glasner ဘလောက်ကောင်းကောင်းအာဆန်တွေ့ပြီးဆိုအမြဲတမ်းပြတ်တုတ်တက်တဲ့အချင်းကိုဒီပွဲစဉ်မှာပြင်နိုင်မလားဒါမို့အာဆုံသင်းကဒီနေ့ပွဲစဉ်မှာအေးရအေးချောင်းအနိုင်ယူပြီးတော့ထုံးမှန်တဲ့ Ascendant နေရာမှာပဲအောက်ကအသင်းတွေကိုအမှတ်ခွာဖို့အတွက်ပဲအဓိကကြိုးစားသွားနိုင်မလားဆိုတာကိုတော့ခမားတို့နဲ့ကျွန်တော်တို့တခုတူတာကျွန်တော်တို့လက်ရှိမှာပိတ်ကားပြပေါ်မှာကြည့်ရမယ်လို့ပြောနေတယ်ပဲကျွန်တော်ကိုတော့ကွန်ပြူပေါင်းဗျဘလုံးပွဲတွေကို ြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 ဤတို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။များများကလစ်မှာမမြန်နိုင်ဖြစ်ပါတယ်။အားလုံးမကြွတူပါနဲ့။ကောင်းမွန်တော့နေလေးတနေ့ဖြစ်ပါစေ။ဆုမွန်ကောင်းတောင်းပေးနေပဲ။ကျွန်တော်တို့တွေနောက်မှပဲ AACC လေးတွေ့ကြတာပေါ့။အားလုံးမကြွတူပါနဲ့။များများလေးကလစ်ပေးကြပါဗျ။များများကလစ်မှာမမြန်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်တော့ကြံပြပါအောင်။ဒီပေါ့ဗျ။